အလဘကြီးရအာဒီကြောင်တိုက်ခိုက်မှုပြုလို့မကွေးဧပယ်18မကွေးတိုင်းရေစကြုံမြို့နယ်ဘလဘကြီးရကိုအာနာသိန်းစစ်တပ်ကဒီကြောင်ကနေတိုက်ခိုက်တာကြောင့်ရဲသားတချို့ကထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင်နေများအပါဝင်တပ်သနီးကအဆောက်အုံတွေဖျက်ဆီးခဲ့ကြောင်းရေစကြုံတောင်ရှိ info community ကယနေ့ညနေပိုင်းမှာသတင်းထုတ်ပြန်ပါတယ်ယမန်နေ့ဧပယ်18ရက်နေ့ညနေ4:00ခန့်တွင် အာနာဒိန်ဆေအုစုကချက်ဖိုက်တာဖြစ်ဘလဘကြီးရွာကိုဒီကျောင်းကနေတက်ခတ်ခဲ့တာဖြစ်ပြီး အသက်80အရွယ်ဒီရခံပြည်သူတို့ကခြေတော်ပြက်ပြင်းထန်ဒဏ်ရာရှိခဲ့တာကြောင့်ရှင်နစ်မနက်ပိုင်းမှာအသက်ဆုံးရှုံးခဲ့ရပြီးအခြားဒေသခံနှစ်ဦးကလည်းထိခိုက်ဒဏ်ရာရှိခဲ့ပါသေးတယ်ဒါပြင်ပြည်သူနေတလုံးကမီးလောင်ပြာကျခဲ့ပြီးပြည်သူနေကိုလုံးအပါဝင်ဖုံးတော်ကြီးကျောင်းဆောင်တစ်ခု မီးဆက်ယုံနဲ့ဥဒရိုင်းများကထိမှန်ပျက်စီးခဲ့ကြပါတယ်။အာရဗိစိအုပ်စုကကြကြံကာလအတွင်းမှာလက်နက်ကြီးအပါအဝင်လေကြောင်းတက်ခိုက်မှုကိုအချိန်မြင့်လှုပ်ဆောင်နေတာကြောင့်ရက်သားပြည်သူ ထိခိုက်ဒိဆုံးမှုကမြင့်တက်လျက်ရှိပါတယ်။